အာယုံတက်ချိန်တွင်အစ္စရေးစစ်တပ်သည်တင်ပိုက်ထားသောအနောက်ဘက်ကမ်းရှိမြို့ဟောင်းရှိအနာဇာဘလီထဲသို့ဝင်ရောက်ခဲ့သည်၎င်းတို့သည်ပလီအစိတ်ပိုင်းများကိုမိရှုဖျက်ဆီးကာကော်စောများနှင့်ဘာသာရေးစာတမ်းများကိုမိရှုဖျက်ဆီးခဲ့ကြသည်အစ္စရေးတပ်ဖွဲ့ဝင်များသည်မိသားသမီးများပလီတို့အလင်းမြန်ရောက်ရှိရန်တားဆီးထားကြောင်း ြင်းမြင့်တက်တီများကပြောသည်ဒီတက်ခတ်မှုဟာလာဗလာမြို့မှာရှိတဲ့အထူးအမြတ်ထားရနေရာတစ်ခုနဲ့သမိုင်းဝင်ပလီတစ်ခုပျက်စီးခဲ့ပါတယ်ပလီဟာမြို့တော်ရဲ့ရှေးအကြဆုံးတွေထဲကတစ်ခုပါဣဇွေတိမ်ပတ်မှုသည်လူများနှင့်ဝိပုယနေရများအပေါ်ရက်ဆက်ကြံကြုတ်စွာပြုမူလေရှိပြီး၎င်းတို့၏ရက်ဆက်ကြံကြုတ်မှုကိုယခုပြသခဲ့ပါသည်မြို့ဟောင်း၏အလဲဘဟုတွင်တည်ရှိသောအနာဇဘဟုပလီသည်နာဗလာ၏တင်ဂေတာနှင့်အဓိက အထင်ကရဖြစ်သည်ပူလကယောမခေဘုရားကျောင်းဖြစ်ပြီး1189ခုနှစ်တွင်ပလီဖြစ်လာသည်ပါလက်စတိုင်းနိုင်ငံခြားရေးဌာနကအန်နာစာသည်မြို့ဟောင်းရှိပလီရှိကူအနက်မှတစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်ဒီနေ့မှုအတွင်းပါလက်စတိုင်းအများအပြားဖမ်းဆီးခံခဲ့ရသည်အထူးသဖြင့်မွတ်စလင်များအတွက်အထူးအများဖြစ်သည့်ရမဒန်ကာလတွင်တိုက်ခိုက်မှုများကိုပါလက်စတိုင်းဘာသာရေးဝန်ကြီးဌာနကရှုတ်ချခဲ့သည် စီနမှုများသည်တောက်ကြနှင့်ဆူတောင်းချက်များကိုအနောက်ဆက်ဖြစ်စေသည်ဒါမှမဟုတ်ပျက်စီးခဲ့သည်အနောက်ဘက်ကန်တွင်အစ္စရေးဤဆက်လက်လှုပ်ဆောင်နေသည့်စစ်ရေးဆော်ရွက်မှုများကြောင့်လမ်းများနှင့်အခြေခံအဆောက်အုံများပျက်စီးခဲ့ပြီးပါလက်စတိုင်း၄ဆောင်းကို၎င်းတို့၏နေကင်များမှနေထုတ်ခဲ့သည်ထို့သောလည်းပါလက်စတိုင်းသားများက၎င်းတို့သည်တိုင်းခိုင်မြင်းမြန်စွာရပ်တည်ကား Palestinian Palestinians say they will remain steadfast and will rebuild decades of history in order to continue to practice